အာရကဘင်္ဂလားနေဆက်မှာရိုဟင်ဂျာမြင်ခလန်နာကိုင်းတွေဟာစစ်တပ်နဲ့ပေးနေတဲ့ရုပ်တံတချို့ကိုမေလ30ရက်နေ့ကလူမှုကွယ်ရက်မှာတင်ထားကြပါတယ်။အဲ့ဒီရိုဟင်ဂျာဆေးလုံးညီညွတ်ရေးဖွဲ့ RSO ကအာရကဘင်္ဂလားနေဆက်ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှာစစ်တပ်နဲ့ပေးနေရဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ဟာအင်အားထောင်ချီရှိနေပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလက်လက်စွာနေထိုင်လှုပ်ရှားခွင့်ရနိုင်ကြတယ်လို့ရိုဟင်ဂျာဒုက္ခသည်တွေကဆိုကြပါတယ်။အဲ့ဒီအပြင် Argentina Kitin Tendo ARSA လူညာဆွေးနွေးညွှန်ရည်ဖွဲ့ RSO အာဂရိုညာတက်မလို့ AI ထဲမှာလူညာဆွေးနွေးညွှန်ရည်ဖွဲ့ RSO ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအဓိကလှုပ်ရှားနေကြတာ ဖြစ်တယ်လို့ဆိုကြပါတယ်။အဲ့ဒီအဖွဲ့ဟာလက်နက်ထဲမှာလေးသွားတာလှုပ်ရှားနေကြသလိုတောင်မျိုးလက်ဝဲမှာဘန်ဒူလာအထိနိုင်ငံ၄၁ချက်မှာစစ်တင်နှဲတွေစစ်စခန်းတွေအခိုင်အမာတိစောက်လှုပ်ရှားနေကြတာဖြစ်ပါတယ်။ အဲ့ဒီစစ်တင်တဲ့တွင်မှာထရုံးတွေ RPG တွေလက်လက်ကြီးပစ်ခတ်တာတွေထိလက်ကျစ်တင်ကြအသုံးပြုနေကြပါတယ်။အဲ့ဒီအပြင်အာဂရူညာကေတရင်တက်လောအာစာလေးနေဆက်ဖြတ်ကျော်အကြံဖတ်မှုတွေကျူးလို့နေကြသလိုအရသာပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ပင်ပြီးဆွေးရတယ်နဲ့ကျူးလို့နေကြပါတယ်။အဲ့ဒီရူညာမီခလန်နဲ့အကောင်တွေဟာအာရခတ်တဲ့တော်ကိုလေချုံကုန်တိုက်ခိုက်တာတွေမကြခဏပြုတ်လုံနေရမှု အာရခဘင်္ဂလားနေဆက်ကိုအာရခတက်တော်ကအပြည့်ဝမထိန်ချုပ်နိုင်ပေဘူးလို့အာရခပြည်သူတွေကဆိုကြပါတယ်။အဲ့ဒီလူညာအမီကလန်နက်ကိုင်တွေစစ်တင်တဲ့ဆင်မွတ်စလင်လန်နက်ကိုင်အကြံဖက်သမားတွေဟာအင်အားထောင်ချီစုဆောင်စစ်တင်နေပေးနေကြပြီးမောင်တော်ဘူတီတော်ယတိတော်တုံးမြို့တွေကိုတိုက်ခိုက်သွေးယူတော်ကြဖို့တင်ဆောင်နေကြရလို့ဝိညာတားဝဲကဆိုကြပါတယ်။အာရခအဆုံးဖြတ်စစ်ပွဲမှာအာရခတက်တော်ဟာမောင်တော်မျိုးနဲ့တစ်ခုလုံးကို ဤကိရန်နှင့်ဒီဇင်ဘာလ၈ရက်နေ့ကအပိတ္တတိမ်ပတ်ထိချုပ်ထားနိုင်ပေမယ်။ရူညာမင်ကလနကန်လေးဟာဒီဇက်ဖက်ကျော်အတန်းဖတ်မှုတွေကျူးလွန်နေကြတယ်လို့မော်ဒယ်မြို့နေမှာပြည်သူတွေကဆိုကြပါဗျ။